ာနေဘာလို့လဲဒီမဆက်ချအပါတော်လေးစကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့သတင်းကြိုလာပြီးအပိဓမ္မအခါတော်ဤအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြီးတိရိမင်္ဂလာကဘာကြီးစီကြီးတော့မဆိုလို့ရှိရင်မနေ့ပိုင်းမှာပေါ့လေဒီကောပကအဖွဲ့ရုံအပေါ်ရက်မှာဒါဥပုပ်တွေဒီသတင်းသီလစောက်တည်မဲ့ပုံကိုယ်တွေဝင်းအဖွဲ့တွေကိုဒါဒီမြန်ကုန်းမြို့နယ်တောင်ဦးစီတူရင်ကျောင်းကဆရာတော်ကြီးကနေပြီးတော့မှကိုပါသီလကိုချင်းမြင့်ပြီးတော့ဆရာတော်ကြီးကိုဟလာဝတ္ထုတွေဒီလှူဝဲပစ္စည်းတွေဆက်ကတ်တဲ့အခမ်းအနားကိုကျွန်တော်ဒီနေ့မနေ့ပိုင်း9နာရီခွဲမှာကျင်းပခဲ့ပါတယ်အဲပြီးရင်တော့ဟလာနေ့လယ်တနာရီမှာဆိုလို့ရှိရင်တော့ ဒီသတင်းကြွလာပြည့်နေ့အဘိဓမ္မာအခါတော်နေ့ကိုပဲဒီကျွန်တော်တို့ဂောပကအဖွဲ့ရုံးရဲ့အပေါ်တတ်မှာ တနာယီမှာဒီဂောပကအဖွဲ့ဝင်များနဲ့ဝိအတင်းအဖွဲ့များနဲ့စုပေါင်းပြီးတော့မှအဘိဓမ္မာအခါတော်နေ့လာရဖတ်ပူဇော်ဝဲများကိုကျင်းပတော့မှာဖြစ်ပါတယ်။အညာပိုင်းမှာတော့ဒီတိတိမင်္ဂလာကပိုင်းစီကြီးတော်ကြီးမှာပဲဒီဂောပကအဖွဲ့များဥဆောင်ပြီးတော့မှဝိအတင်းနေပြည်သူလူထုတွေအားလုံးပါဝင်ပြီးတော့မှဒီမိထွန်ပွဲတော်ကိုဟလာစီကားတိုက်မြက်စွာကျင်းပတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မနေ့ရပေါ့လေ၄ရက်နေ့မှာလဲကျွန်တော်တို့ဒီဒီမိထုံပွဲတော်မနေ့ရကျင်းပခဲ့ပါတယ်ဟလာညနေပိုင်းမိုးရီရွာနေတဲ့ကြားနေမှာဖခင်ရဲ့ညီမမရှိရဲ့ဇောင်းနှန်းနေဖခင်အဆူ20ပတ်လဲမိုးလွတ်တဲ့နေရာတွေမှာပေါ့လေဒီဖခင်ကိုစီမီတွေပူဇော်ပြီးတော့မိထုံပွဲကိုကျင်းပခဲ့ပါတယ်မနေ့ကကျင်းပခဲ့လို့ဒီနေ့လပြည့်နေ့မှာလဲကျင်းပပါမယ်ပြီးလို့ရှိရင်မနေ့ဖန်လဲမနေ့ဖန်ညမှာလဲဟလာမိထုံပွဲတော်ကိုဒီနေ့လိုပဲစီကားတိုက်မြိုက်စွာကျင်းပတော့ဖို့ရှိတယ်ဆိုတာလေးပြောချင်ပါတယ်အဲ့ဒီကမှအပြီးတူပါ အခါတော်နေ့မှာတော့ကျွန်တော်တို့ဒီဝိအသင်းဖွဲ့တွေကဒီပြောမှာမြတ်စွာဘုရားရှင်သာရိပုတ္တရာရှင်မောကလံဆရှိတဲ့ကတ္တဝကများကိုပင့်ဖိတ်ပါမယ်ပြီးလို့ရှိရင်အဘိဓမ္မာအခါတော်နေ့ဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းကိုဟလာဒီအခန်းအချင်းပါအချင်းနဲ့ပတ်သက်ပြီးတော့မှအလှည့်ကျတပါပတိယနေမှာဒီဟာကိုဒီအဘိဓမ္မာအခါတော်နေ့နဲ့ပတ်သက်ပြီးတော့မှသူကအဲပြောဆိုမှုကြားတာတွေပါပါမယ်။အပြီးလို့ရှင်တော့ဒီဝိသင်းဖွဲ့ရရဲ့နေမှာနတ်ပြမှာမြောက်ဟိုဟလာပြန်နေပို့ဆောင်တာမြစ်တာဖို့အမြောက်ဝေတာတွေ စားတဲ့အစီအစဉ်များနဲ့ကျင်းပသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်များနဲ့ပတ်သက်ပြီးတော့ပေါ့လေကဆုံလပြည့်နေ့ဟလာဝါစုလပြည့်ဓမ္မစကြာအခါရောနေ့စသည်ဖြင့်ရှိသလိုသတင်းကျိုးလပြည့်နေ့မှာလည်းဟလာဒီမိထုံပွဲတော်ကိုအဘိဓမ္မာခါတော်နေ့အဖြစ်နဲ့မိထုံပွဲတော်ကိုကျင်းပကြပါတယ်ဒီသတင်းကျိုးလပြည့်နေ့မှာဖျားရှင်ဟာတာရင်တာနတ်ပြည်မှာမဲတော်ဖြစ်ခဲ့မှုတဲ့အတဏိတုဒ္ဒနတ်သားကိုအကြောင်းပြုပြီးတော့မှအဘိဓမ္မာတရားကိုဝါရင်း၃လပတ်လုံးဟောကြားတော်မူရာနေပြီးတော့မှဒီသတင်းကျိုးလပြည့်နေ့မှာအောင်မြင်စွာပြီးဆုံးတဲ့အတွက်ကြောင့်မို့လို့ ။နတ်ပြည်ကနေပြီးတော့မှကျွန်တော်တို့လူတို့နေထိုင်ရာတင်ကတ္တနဂူပြူပြန်လဲစဉ်သက်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။အဲ့ဒါအပြင်စံနဂူတော့မှရှင်သာရိပုတ္တရာကိုဟလာအဘိဓမ္မာတရားတော်များကိုအချင်းချင်းပြီးတော့ဟောတဲ့နေ့ဖြစ်တယ်လို့ရှင်သာရိပုတ္တရာကနေပြီးမှလည်းတပည့်900ကိုဒီအဘိဓမ္မာတရားတော်ကိုမချင်းမကျဲအလေအလတ်အဖြစ်နဲ့ဗိဓမာတရားကိုသင်ကြားပို့ချတာပြီးဆုံးတဲ့နေ့လည်းဖြစ်တယ်လို့သိရပါတယ်။ဒီလိုတည်င်းကျိုးလာပြည့်နေ့မှာဆိုလို့ရှိရင်ဒါတည်င်းကျိုးမိထွန်းပွဲတော့ ကျင်းပသလိုဟိုဒါချိလက်တွဲဝါဒီမှာလည်းတာဝရင်သာပွဲဆိုပြီးမှကျင်းပတယ်လို့သိရပါတယ်အဲ့ဒါအပြင်ဒါကျွန်တော်တို့ယဟန်တော်များတဲ့သက်ဆိုင်တဲ့ပဝရဏပွဲကိုလည်းကျွန်တော်တို့ကျင်းပပါတယ်ဒီပဝရဏပွဲဆိုတာတော့ယဟန်တော်များဝါရင်းမှာဟိုဒါမိမိတို့တည်ရင်သုံးတဲ့ကျောင်းတော်ဒီမှာအချင်းချင်းဟိုဒါယဟန်တန်ကအချင်းချင်းပြောမှဆိုမှရှိတာဒီဒီပိဋကအနေနဲ့ပတ်သက်ပြီးမှညင်းခုံရတာတွေရှိခဲ့ပြီပဲလို့ရှိရင်သူဦးရဲ့အမားကိုသူပြန်လဲဆင်ရင်သုံးသပ်ပြီးတော့မှဒါမှားတဲ့ရှိတဲ့ပုံကောင်နေမှပြန်တယ် ဟလာတောင်းမနဲ့ဘွဲဆွေးနွေးညီနိုင်တဲ့ဘွဲဖြစ်တယ်လို့သိရပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မှပဲကျွန်တော်တို့ဒီဟန်တန်ကများအဲ့လိုမျိုးဟလာပြန်လဲစင်ရှင်သုံးတတ်တယ်တောင်းမညတဲ့ဘွဲကိုအကြောင်းပြုမှလူပုဂ္ဂိုလ်များကလည်းကိုယ့်တဲ့တက်ကြီးဝါကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆရာသမားရဟန်တန်ကတွေကိုဟလာအမားရှိလို့ရှိရင်ခွင့်လွှတ်ပါဆိုပြီးမှဝင်ချတောင်းမရတဲ့ပွဲရလေအဲ့လိုအစဉ်လာကနေဖြစ်လာတယ်လို့သိရပါတယ်ကျွန်တော်တို့ဂောပကအဖွဲ့အနေနဲ့ကတော့လက်စင်ဟလာမြန်မာလာတွေလိုက်ဟလာသူအဘိဓမ္မာအခါတော်နေ့ဝါဇူလာပြည့်နေ့ဓမ္မစကြာနေ့ ဒီကစုံလာပြင်းဒီအဆရှိတဲ့ပွဲတော်များကိုဟလာဒီဘောကကြီးများနေမှဥဆောင် ပြီးတော့မှဟလာအခမ်းအနားများကိုလက်စီဟလာသူရာဒီလိုက်ကျင်းပါခဲ့ပါတယ်အဲ့လိုကျင်းပါခဲ့တဲ့မှာလည်းဟလာဝက်သင်းအဖွဲ့တွေရောဒီဘောကရုံအဖွဲ့တွေရောပြည်သူလူထုများပါဟလာပျော်ရွှင်စွာနဲ့ပါဝင်နေအောင်ကျင်းပပေးခဲ့ပါတယ်ဟလာဒီနေ့အခုဒီရင်ကျွမီတွန်းပွဲမှာဒီကျွန်တော်ဖျားကြီးရနေမှာပဲဒီကဝန်နှန်းနေရော အဝတ်အဖွဲ့တွေကစီမီပူဇော်နိုင်အောင်အတွက်ဖျားကြီးရနေပြီးတော့မှဟာလာသူတို့လိုအပ်တဲ့စီမီခွက်တွေစီမီဖြောင်းနိုင်နေကိုဟာလာစီစဉ်ပေးပြီးတော့မှစီကားတက်မြောက်အောင်ကျင်းပခဲ့ပါတယ်အဲ့ဒီလိုကျင်းပတဲ့နေရာမှာဟာလာလိုဒီဖျားတွေမှုပဲနဲ့မြမပြည်အနှံ့မှာရှိတဲ့ဖျားတွေအားလုံးမှာလို့လို့ဒီဟာလာတရင်ကျွမီထုံပွဲတော်ကိုကျင်းပလည်းရှိပါတယ်အဲ့ဒါတွေမှာလည်းပြည်သူလူထုတွေကပျော်ရှင်စွာနဲ့ပူပေါင်းပေါ်ဝင်ကြတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းအများကြီးဝမ်းသာပါတယ်အဲ့တော့နောက်နှစ်နောက်နှစ်များမှာလည်းဒီလိုအစီအလံပြည့်ဒီတရင်ကျွမီထုံပွဲတော်အပြီးဒီမှာအခါတော်နေ့ နောက်ပြီးဓမ္မစကြာအခါတော်နေ့အဲ့ဒါများကိုကျွန်တော်တို့စီကားတိုက်မြိုက်ဆိုပါပဲကျင်းပတော့မှဖြစ်ကြောင်းပြောကြားလိုပါတယ်